တနေ့ကနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိပဲရှင်းသည့်သူများနဲ့စကားများတတ်တဲ့ခီးကိစ္စအစဉ်ပြေမယ်လူမျိုးခွဲချိုးပေးမယ်အရာဝင်းမှာကောင်းသောသတင်းစကားကြားသိရမယ်ရတတ်တဲ့လှုပ်ပြန်လဲစတင်ရမယ် ဝေကြီးကိစ္စပြောသမျှအစဉ်ပြေမယ်အခက်အခဲအလုံးကိုကြော်လွားပြီးလိုရာပြည့်စုံမယ်ရှင်မန်းချက်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပဲပြီးချိုးတဲ့နိုင်တယ်တပားသူနဲ့ကိုယ်နဲ့ကြာဖြစ်နေတဲ့ပြဿနာဟောင်းတွေကိုလုံးပြန်လဲဖြေရှင်းနိုင်လိမ့်မယ်ကိုယ်တိုင်တွေ၎င်းမိသားစုတွေ၎င်းပြောင်းလဲမှုနဲ့ခီးကိစ္စတွေအလုံးစင်ပြေဆောင်ရွက်စွာဆောင်ရွက်နိုင်ခြင်းကိုကြော်လိမ့်မယ်၂၀နှစ်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ် ရတ္တနဲ့လူတရားစာပြန်လဲစတင်နိုင်မယ်23ရက်နေ့ကငွေကြေးကံဒုက္ခကံဘဝကံစီးပွားကံသုံးစုံတို့တဲ့မယ်24ရက်နေ့မှာ အပြိုင်ဆိုင်ကြားမှာတို့တဲ့မယ်ကံမြင့်မယ်ဘဝတလန့်ပွင့်မယ်25ရက်နေ့မှာရန်နောက်စစ်တွေများမယ်သူတော်ဘာပြဿနာကုပြဿနာဖြစ်တတ်တယ်အရှိရကုတီသွားစရာနေရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင် သွားလာနေထိုင်ကျူဆက်ရမယ် 26ရင်းနေမှာမိကောင်းဆွေကောင်းထောက်ခုရမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ်လူလေးယောက်ဒူခီသွားခြင်းရှောင်းမကြောက်စင်းဝစ်ခြင်းကိုရှောင်းမအရှိတောင်ရကူတီသွားစရာနေရှိတဲ့တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာကြည့်ဆဲမယ်29ရင်းနေမှာခေါင်းစည်းကောင်းဆုံးပြွယ်ပဒံကောင်းတဲ့ရက်ဖြစ်တယ်ခီးကံကောင်းတဲ့လူမျိုးခွဲကျိုးပေးမယ်ဘဝတလံပွဲမယ် 28ရင်းနေမှာငွေချေးခံကောင်းခြင်းလက်ဖွင့်ခြင်းတရားရဖြစ်စင်ပြေခြင်းတွတ်တက်ခြင်းတွေရှိ29ရင်းနေမှာရန်တိုက်ခံများမယ်ဆုံးဖြတ်ချက်မှာပြီးငွေကုန်စိတ်ပန်းသူပန်ဖြစ်တတ်တယ်30ရင်းနေရတော့အရာရာစင်ပြေခြင်းတို့ရာပြည့်စုံခြင်းဘဝတွတ်တက်ခြင်းနဲ့ရည်ရွယ်ချက်အောင်မြင်ခြင်းတွေကိုအထူးတလဲရရှိချိုးပေးနိုင်တဲ့အရင်နေ့မှာကောင်းစေကောင်းချောပြည့်ရည်လေအထူးစင်ပြေတယ် တပတ်တာတွင်တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချုပ်ပေးပြီးတော့တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်တော်ရှက်ကတိကောင်းလေးတွေဖြစ်ပေါ်တတ်တယ်အညိုရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးရမှာဖြစ်ပါတယ်နှစ်ခုကိုကနမြာအချိုးပေးပါတယ်အဖြူရောင်ပန်းဝင်လေးတွေဖျက်ကတ်လူပြီးလိုရာဆူတောင်းမှာဆူတောင်းပြေးပါမယ် ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့နေ့30ရက်နေ့အတွင်းမှာစီဝကံလုပ်ငန်းကဘဝကမြန်မာခြင်းအလို့ရှိရပြည့်စုံခြင်းဘဝစဉ်တိုးတက်ခြင်းနဲ့ရှင်မကြအောင်မြင်ခြင်းတွေကြုံမယ် အလုံးမရှိသူလို့ရမယ်လုပ်ငန်းရှိသူတိုးတက်မယ်စမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ကောင်းသောအကြီးအကဲများနဲ့တွေ့ဆုံမယ်ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စအဆင်ပြေမယ်အယဝေးရကောင်းသောသတင်းစကားကြားသိရမယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တဲ့ကိစ္စအောင်မြင်မယ်ပြိုရွယ်သူတွေစမ်းပွင့်မယ်မင်္ဂလာကိစ္စစီစဉ်မှုများကြားပံဝင်ပတ်သက်ဆောင်ရွက်ပေးရမယ်ခံကြမှာဒီလေကြာရောက်နေမယ် 22ရက်နေရအရာရာဆင်ပြေခြင်းခံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်23ရက်နေမှာရှင်ပြိုင်မှုမသမျှအောင်မြင်မယ်ဘဝတိုးတက်မယ်ကံမြမမယ်24ရက်နေမှာလူယုံဒုက္ခပေးမယ်လူလိမ်လူကောက်တွေ့မယ်ရံများမယ်25ရက်နေရမိကောင်းဆွေကောင်းထောက်ကူများမယ်စိတ်ချမ်းသာစရာကြုံမယ်ဒါပေမဲ့အသွာလာကြည့်ဆိုင်ရမယ် အဓိကရှေ့ရက်ကိုဦးတည်သွားစေခြင်းဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲမှာ9နိုင်တွင် သွားလာနေထိုင်ကြည့်ဆိုင်ရမယ်။26ရက်နေ့မှာအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ချိုးပြတဲ့အရဝင်းမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းစကားတွေချုံရမယ်။အရှိတောင်ရက်ကိုတည်သွားစရာနည်းရှိတတ်တယ်။ညနေ3နာရီနဲ့4နာရီခွဲကြမှာသွားလာနေတဲ့ယူဆန်း 29ရက်နေ့ဟာထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်စမ်းပွင့်မယ်လူချစ်လူငယ်ပေါ်များမယ်ကောင်းစီကောင်းချော်ပြွေမတန်ကောင်းတဲ့ရက်ဖြစ်တဲ့အနာရောဂါကင်းမယ်28ရက်နေ့မှာအရဝေးရကောင်းသောသတင်းစကားကြုံမယ်ခရီးကိစ္စဆင်ပြေမယ်29ရက်နေ့မှာငွေချေးလက်လာပါကံထူကောက်မယ်လူရပြည့်စုံမယ်30ရက်နေ့မှာ ရန်နဲ့ရှင်ပြီးတော့အမယ်အခက်အခဲနဲ့ကြုံပြီးမှအောင်မြင်မယ် အဲ့ဒီနေ့မှာခေါင်းစည်းခေါင်းစုပ်ပြည့်ရဲ့အနာရောဂါခင်တင်ချက်တွေထိုးခြင်းဘဝတလန်ဖွင့်ခြင်းတွေကိုရရှိမယ်ဒီကလအတော်တွင်းမှာစာသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့သောကြနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်36ကိုယ်ကနေ့ကျိုးပေးတယ် အပြာရောင်ပန်းရောင်နေရောင်ကျက်သွေးရောင်တို့ကိုဝတ်ပြီးလို့ရှိရကိစ္စဆောင်ရပါပန်းရောင်နှင်းစီဖွင့်သေးသည်ဖျားကတ်သူပြီးလို့ရဆူတောင်းခြင်းမချခဏပြေပါဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်ဧကန်နေဝေးသူအလုံးမင်္ဂလာပါ2025ဂျူနာ20နှစ်ရည်ရည်နေ30ရည်နေတော်တွင်မှာဘဝအတွက်ရေးပါတယ်ပြောင်းလဲနေဖြစ်ပဲဥတီကျက်သည်တွေလောကရမယ် နေနေရပြုပြင်ခြင်းပြောင်းလဲခြင်းကိစ္စစီစဉ်မှုများဆောင်ရွက်သူများအလုံးစုံ ကောင်းခြင်းကံနဲ့တိုးတက်ခြင်းရှိမယ်အလုံးသစ်တွေကိုစတင်နိုင်တယ်ဆောင်ရွက်လိုက်တဲ့လုပ်ငန်းတွေအားလည်းစတင်ခြင်းမှန်ကန်ပြီးတော့ကောင်းသောကျိုးဆက်အနာဂတ်အတွက်ဖြစ်ပေါ်နိုင်တယ်အရာဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်ဝေးချေးပေးယူကိစ္စဒီမှာအဆင်ပြေမယ်ဘဝရည်မှန်းချက်နဲ့လိုလားချက်အောင်မြင်မယ်အခက်အခဲအလုံးကိုကျော်လွှားပြီးဘဝတည်လန်းပေါ်မယ် ဝေချေပေးယူကိစ္စဒီမှာဖြစ်ပေါ်သော ပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်မိသားစုမှာလည်းကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းရှိမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်မှန်ပဲလုပ်တဲ့ကိစ္စမှာမြန်မာလည်းကြိုးပေးတဲ့ကံရှိလူမျိုးကွဲကြိုးပေးမဲ့ကံနဲ့တိုးတက်တဲ့ကံနဲ့ပေါ်ပေါက်နေတဲ့နေထားကိုရောက်ရှိပါတယ်နစနေနေ့မှာရာရာဆင်ပြေသောကံနဲ့တိုးတက်တဲ့ကံတွေဖွင့်နေရီမန်းချက်စ်ကိုရှေ့တိုးလုံ၍ အထူးကြိုးပေးတဲ့ကံနဲ့တလန်းပွင့်တဲ့နေသားရှိမယ်23ရက်နေ့မှာရပိုင်ခွင့်ဟောင်းနေလက်ဝဲပြန်ရမယ်ဘဝတွတ်တယ်မယ်24ရက်နေ့မှာဝိတိကံကောင်းမယ်လက်ပွင့်မယ်လူရပြည့်စုံမယ်25ရက်နေ့မှာအပြိုင်ဆိုင်ကြတွတ်တယ်မယ်ငွေဖတ်မတင်ဘူးအသွမ်းလာနေတဲ့ကျူးဆိုင်ရမယ်အရှိရကူတီသွားစရာနေရှိတတ်တယ်။မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာကျူးဆိုင် 26ရက်နေ့မှာလူပေါင်းမဆုံးဖြတ်ခြင်းမတတ်တဲ့ပြဿနာများတတ်တဲ့ရှန်ရည်ဒီနဲ့ရှင်ပြီးတော့တတ်တဲ့ညနေ3နိုင်တဲ့4နိုင်ခွဲတွေအနည်းအထူးများတဲ့ကာလဖြစ်တယ်။ဒီနေ့ဒါအရှိတောင်ရကုတ်တီသွားစရာနည်းရှိတော့လဲထူးပြူးဆက်ရပါမယ်။28ရက်နေ့ကတော့မိကောင်းဆွေကောင်းထောက်ကူရည်ချင်းဘဝတိုးတက်ခြင်းတွေရှိမယ်။28ရက်နေ့မှာခီးကိစ္စအစဉ်ပြေမယ်။26ရက်နေ့မှာငွေကြေးကလပ်လာပါကံကောင်းမယ်။ 30ရဲ့နေ့ကတော့အရာရာဆင်ပြေခြင်းနဲ့ကောင်းခြင်းကံတွေရှိပါမယ်။ထူးခြားချက်ကတော့ဇွန်လ29ရက်နေ့နဲ့30ရက်နေ့တွေဟာကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်တွေဖြစ်တဲ့အဲ့ဒီနေ့တိုက်ဆိုင်ပြီးကောင်းစေကောင်းလျှော်ပြုခြင်းစပင်းစတိုင်ပုံစံစတင်ပြောင်းခြင်းပြုကထူးခြားသောကံကြမ္မာကောင်းခြင်းနဲ့ဆွဲဆောင်မှုတတ္တိစီဝါကံကောင်းခြင်းနဲ့ပြရားကောင်းခြင်းလက်ကောင်းခြင်းတွေကုန်လုံးဖြစ်ပေါ်မဲ့အနေထားကိုတွေ့ရပါတယ် တပတ်တာတွင်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှဲရှိမယ်တလေးကိုကနေ့နေ့ကျိုးပေးတဲ့အဝါရောင်လိမ်မောရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားစွာအမြင့်ကြီးနေကြုံမယ်ကောင်းသောကံကြမ္မာများရစေရန်လို့ငါဝါရောင်ပန်းဝင်လေးတွေဖျားကတ်လို့ပြီးလိုရာဆူတောင်းမှဆူတောင်းပြေပါမယ်ဂျေဇုတင်ပါတယ် ဗုဒ္ဓနေဝေသူအလုံးမင်္ဂလာပါ2025ဇွန်22ကနေ30ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်ကြားမှတိုးတက်မယ်။ကောင်းသောနာမည်ကြော်ကြားခြင်းနဲ့တန်လန်းပွင့်ခြင်းရှိမယ်။ရည်မှန်းချက်အောင်မြင်မယ်။ငွေဖတ်မတင်ဘူး။ရှင်ပြန်မှုအောင်မြင်မယ်။ပညာသင်တန်းကောင်းမယ်။အလုံးရည်မှန်းချက်တိုးချက်၍ကောင်းသောကြိုးကျစုရရှိမယ်။ဝေကျေးပေးယူကိစ္စတွေမှာဖြစ်ပေါ်သောပြဿနာဟောင်းတွေကိုဖြေရှင်းနိုင်နေမယ်။ ကာလရှိချဆိုင်းငံ့ထားတဲ့လူတွေကိုလုတ်ခဲ့ပြီးမှအလိုပြည့်စုံခြင်းဘုရားတိုးတက်ခြင်းနဲ့ကံမြမခြင်းတွေကိုတစင်ပြီးတစင်ရရှိနိုင်ပါတယ်။နှစ်ဆယ်နှစ်နေမှာအပြိုင်ဆိုင်အလုံးကိုကျော်ပြီးဘုရားတိုးတက်မယ်။နှစ်ဆယ်သုံးရက်နေမှာယံပတိဘက်ကနေထိတ်တိုက်တွေ့မယ်။24ရက်နေ့စူပေါင်းလုပ်ငန်းကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်25ရက်နေ့မှာရန်တိုက်ခံများတတ်တဲ့အရှိရဥတီသွားစရာနေရှိတတ်တဲ့ မနေ့ခုနှစ်ခွဲနဲ့ခုနှစ်တွင်သွားလာကြည့်ဆက်ရမယ်လူမျိုးခွဲအကျိုးပေးတယ်26ရက်နေ့ရတော့ရာရာစင်ပြေခြင်းခံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်သို့တော့ညနေ3နိုင်နဲ့4နိုင်ခွဲတွင် အရှိတောင်ရကုန်တည်သွားစဉ်ကြည့်ဆက်ရမယ်29ရက်နေ့ရံများပဲတိုက်ခတ်များပဲစိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်အဲ့ဒီကခေါင်းစည်းခေါင်းဆိုရက်ကောင်းဖြစ်တယ်28ရက်နေ့မှာဆုံးဖြတ်ချက်မှန်မယ်အရာရာစင်ပြေမယ်29ရက်နေ့မှာ ပြဿနာနှစ်မျိုးဖြစ်ရှင်းနိုင်လိမ့်မယ်30ရင်းနေ့လက်ပွင့်ခြင်းကံပွင့်ခြင်းခေါင်းစည်းခေါင်းလျှော်ရက်ကောင်းနဲ့ဂျုံခြင်းစုပေါင်းလုပ်ငန်းကြိုးပမ်းခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ကိုဂျုံတွေ့ရမှာဖြစ်ပါလေဒီကံလအတော်အတွင်းမှာတည်င်းလာနေသောဇာနေငါနေမွေးစုတွေကိုတွေ့ကောင်းကြိုးပေးတယ်တနည်းကနေဗုဒ္ဓမွေးစုတွေကိုဒုက္ခပေးတတ်တယ် နှစ်လေးကိုကနန်းနေကြိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင် တို့ကိုသုံးပြီးအလိုရှိရာကိစ္စများ ဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်အတွက်တစိကောင်းအဟောင်းတစ်ခုကိုရှာဖွေပြီးတော့ပိုက်ဆိုင်ထဲထဲဆောင်လိုက်ပါထူးခြားစွာ ကောင်းလာပါမယ်ကျေးဇူးတင်ပါသာသာပတိနေမွေသူအလုံးမင်္ဂလာပါ 2025ခုနှစ်ဇူလ22ရက်နေ့ကနေ30ရက်နေ့အတွင်းအပြိုင်ဆိုင်အားလုံးကိုကျော်ပြီးဘဝတို့တယ်မယ်ရှင်မကြောင်မြင်မယ်နာမည်ကျော်ကြားမယ်ကိုလို့သမျှလူသိထင်ရှားဖြစ်မယ်ကို့ဘဝမှာလူများအာရုံစူးစိုက်နေလိမ့်မယ်အပြိုင်ဆိုင်ကြားတို့တယ်မယ်ငွေကြေးတော့အဖက်မတင်ဘူးသုံးဆွဲလူစိတ်တွေတဖွာဖွာပေါ်ပေါက်နေမယ် စုဆောင်ဖို့တဲ့သုံးဆွဲဖို့ကိုဦးစားပေးပြီးတော့စိတ်ကူးတဲ့ဖြင့်စုထားတဲ့ပိုက်ဆက်တွေကယူပြီးတော့သုံးပြတ်တတ်တယ်။ဝေကြီးအပေးယူကိစ္စတွေမှာလည်းအငင်းပွားတတ်တယ်။အလုပ်ဖို့ကိစ္စပွဲတွေကြုံမဲ့ရှင်ပြန်မှုနဲ့ဘဝမှာစောင့်ရသည်မြထိုးပေါပြီးအောင်မြင်နိုင်တဲ့ကံကြိုးပေးတဲ့ကံတွေလည်းပေါ်ပေါက်မယ်။၂၀နှစ်နေရာလုံးသမျှရည်ရွယ်သမျှအရာရာဆင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်။ 23ရက်နေ့မှာပြဿနာဟောင်းနေဖြစ်ရှင်းရမယ်ပြီးရင်ထူးထူးခြားခြားတိုးတက်သွားမယ်24ရက်နေ့ကစမ်းဖွင့်ခြင်းကံကောင်းခြင်းမိသားစုနဲ့ပတ်သက်သော ကောင်းသတင်းကြားသိရမယ်25ရက်နေ့မှာလူမျိုးပွဲအကျိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမယ်သွာလာနေတဲ့ကူးဆက်ပဲအရှိရကုန်တည်သွားစေခြင်းရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်တွင်သွာလာကူးဆက်26ရက်နေ့မှာငွေဝင်မယ်လူရပြည့်စုံမယ်အခက်အခဲဖြစ်ရှင်းနိုင်မယ် ဒါပေမဲ့မတော်ဆညကိုအရှိတောင်ရကိုတည်သွားစဉ်ဖြစ်တတ်တယ်။ယနေ့သုံးနိုင်တဲ့လေးနိုင်ခွဲတွင်သတိထား။29ရက်နေ့ကရန်ကိုဖြစ်နေရတတ်တယ်။အလကားနေကိုပဋိပက္ခတွေနဲ့ထိတိုက်တွေ့မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေပြက်တယ်။28ရက်နေ့ဆုံးဖြတ်ချက်မှန်တယ်ရည်ရွယ်ချက်အောင်မြင်မယ်အခက်အခဲဖြစ်ရှင်းနိုင်မယ်။29ရက်နေ့မှာတပြိုင်တည်းတစ်ခုနဲ့မကတဲ့တို့တွေလှုပ်ပြီးတိုးတက်မယ်။30ရက်နေ့ လောသမြချောမွေခြင်းအောင်မြင်ခြင်းဘဝတွတ်တဲ့ခြင်းနေကြုံမယ်29ခုနှစ်နေ30ရက်နေတွေကခေါင်းစည်းခေါင်းလျှော်ပြုတ်လို့ရတယ်အဲ့ဒီပြင်အဲ့ရက်တွေမှာသပင်ပုံစံပြောင်းလိုက်ရင်ထူးခြားတဲ့ကောင်းခြင်းကံတွေပေါ်ထွန်းလာနိုင်မယ်ဒီကံလာအတွင်းမှာတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေဘုသူမွေးသူတွေဒုက္ခပေးတတ်တယ်တလေးကိုကနံကျိုးပေးတယ် အညိုရောင်ပြာရောင်မိခိုးရောင်တို့ဝစ်စစ်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်လုံငါအိနိဘာမှာရှိတဲ့ဖုန်းတော်ကြီးကြောင့်မှစံလူဒါနပြုပါကျေးဇူးတင်ပါတယ်။စောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ကနေ 30ရည်နှစ်အတွင်းကာလမှာထူးခြားတဲ့ကံပြောင်းလဲတွေတိုးတက်မှုတွေရှိတယ်။အယဝင်းနဲ့ဆက်ဆက်ပြီးလှူတာကျိုးပေးမယ်ခီးကံကောင်းမယ်လူမျိုးခွဲကျိုးပေးမယ်။ရန်တိုက်ကံနဲ့ရှင်ပြီးလှူရတာတွေဂျုံတတ်တယ်။ချက်ချင်းဆုံးဖြတ်ပြီးတော့ဘဝတိုးတက်ခြင်းနဲ့အကျိုးပေးခြင်းတွေကိုရရှိမယ်။ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုကို ဖန်တီးနိုင်တဲ့နေသားရှိတယ်။ဝေးကြီးကံတာလုပ်ငန်းကံတာ ဘဝကဏ္ဍတွေမှာကောင်းသောကံပေါ်မယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမယ်ရန်တိုက်ကံနဲ့ရှင်ပြီးလုပ်တဲ့ကိစ္စတွေမှာကောင်းသောကံနဲ့ဒလန်နဲ့ပွင့်ပြီးတော့အရာရာဆင်ပြေသောနေထားတွေတဆင်ပြီးတဆင်ပဏိယရှိသွားမယ်22နှစ်မှာခရီးကံကောင်းမယ်ပြောင်းလဲနေပတ်သက်တဲ့ကံကောင်းမယ်23နှစ်မှာဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီစဉ်ဆောင်ရွက်ဆင်ပြေမယ်24နှစ်မှာ ရန်တိုက်ခတ်နေတဲ့ရှင်ပြီးမှ အလိုပြည့်စုံခြင်းကိုကြုံမယ်25ရက်နေ့မှာ လူယုံဒုက္ခပေးတတ်တယ်ငွေကြေးတုံကစီပွားကောင်းမယ်အသေးစားထိခိုက်မှုတော့နည်းနည်းကျဆက်ရမယ်အပြိုင်ကြားမှာတိုးတက်မှုကိုဖန်တီးရမယ်အဲဒီ25ရက်နေ့မှာအရှိရကုန်တည်သွားစဉ်အနေဖြစ်တတ်တယ် မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာကြည့်ဆက်ရမယ်26ရက်နေ့ဟာအရာရာဆင်ပြေသောနေထားရှိတဲ့ကစားလူ၄ယောက်တူခီသွောရန်နေဖြစ်တတ်တဲ့အပြင်အရှိတောင်ရကုတီသွောဆန်နေရှိတတ်တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲတွင်မှာအသွားလာကြည့်ဆက်ရမယ်29ရက်နေ့မှာကောင်းစီကောင်းစွပြူရမတန်ကောင်းတဲ့စိတ်ချမ်းသာခြင်းကံကံကောင်းခြင်းအနာရောဂါကင်းခြင်းရှိမယ် ရာရာဆင်ပြေသောကံတွေလည်းပေါ်မယ်28ခုနှစ်မှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်နာမည်နဲ့ကောင်းသတင်းကိုကြုံမယ်29ရက်နေ့ကရန်ကုန်များတတ်တဲ့ပြဿနာများတတ်တဲ့အတိုက်ခံတွေနဲ့ရှင်ပြေလောရတဲ့30ရက်နေ့ကတော့လူရပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေရှိမယ်မေကောင်းဆွေကောင်းထောက်ကူတွေလည်းရရှိမယ် ကောင်းစီကောင်းစွာပြုခြင်းဆောင်ရွက်၍ကောင်းသောကျိုးဆက်ရရှိမယ်။တပတ်တကာလအတော်တွင်မှာဇာသာပတိနေဗုဒ္ဓနေစနေနေမွေးသူများကောင်းကျိုးပေးတယ်။တနည်းငွေတင်းတာမွေးသူများဒုက္ခပေးတတ်တယ်။တင့်ငါကုက္ကနနေကျိုးပေးတယ်။အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုသုံးပြီးလူရကိစ္စဆောင်ရွက်နိုင်တယ်။အဆင်းရောင်ဖဲကျိုးစားကိုမင်းနဲ့သာပြန်ပြီးလူနဲ့ဆောင်ရွက်ပေးပါ။ကျေးဇူးတင်ပါတယ်။ စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇူလ22ရက်နေ့ကနေ30ရက်တွင်မှာရန်တိုက်ခံများမယ်စိန်နောက်ရှင်များမယ်မတော်ရဆထိခိုက်မွန်တွေကယူဆရမယ်တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်းဖြစ်ခြင်းရံများခြင်းပဋိပက္ခနဲ့စိန်နောက်ရှင်တွေကိုထိတိုက်တွေ့ရခြင်းတွေရှိတတ်တယ်ဝေဝင်ပြန်ထွက်မမြဲအပြိုင်တိုက်ခံနေတဲ့ဂျုံချင်းတွေရှိတတ်တယ် 20နှစ်နေမှာရံများမယ်ပစ္စည်းတွေအပျက်စီးပျောက်ရှာတွေများတဲ့တဲ့23ရက်နေမှာအလောက်ကြံသစ်တွေရွယ်ချက်သစ်တွေလောက်ကဲချိုးပေးမယ်24ရက်နေကငွေကြေးကန်ကောင်းမယ်လက်ဝင်မယ်လိုရာပြည့်စုံမယ်25ရက်နေမှာအပြိုင်ဆိုင်အားလုံးကိုကျော်လွှားပြီးတော့ဘဝတိုးတက်မယ်26ရက်နေမှာရှင်ပြိုင်မှုအောင်မြင်မယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်ဘဝတိုးတက်မယ် 2029နှစ်နေမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးခွဲအကျိုးပေးမယ်28ရက်နေမှာငွေကြေးကံလုပ်ငန်းကံတက်လန်းပေါ်မယ်မိကောင်းဆွေကောင်းထောက်ခွရမယ်29ရက်နေမှာအတူမင်္ဂလာကိစ္စတွေပံဝင် ပတ်သက်ရတဲ့အရဝေးနဲ့ဆက်ဆက်ပြီးကြိုးပေးတယ်စာရွက်စာတမ်းလက်ပြောလက်တွဲသတိထားမယ်26ရက်နေ့မှာ အရဝေးမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းညွှန်မယ်30ရင်းနေရာတော့အတိုက်ခံအလုံးကိုကြော်ပြီးတော့ဘုရားတိုးတက်ခြင်းနဲ့ကံမြတ်မှုတွေကို ရရှိမယ်ဒီကာလအတွင်းမတော်တဆထိခိုက်မှုတွေဖြစ်တတ်တဲ့ရက်နှစ်ရရှိတယ်ဇူလ25ရက်နေ့နဲ့26ရက်နေ့လို့ဖြစ်ပါတယ်25ရက်နေ့ဇူလမှာအရှိရကိုတည်သွားစရာတွေဖြစ်တတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထားပါ ဇူလ26ရက်နေ့မှာရှေးတောင်ရက်ကုန်တည်သွားစရာရှိတတ်တယ်။ညနေ3နိုင်တဲ့ဒေနိုင်ခွဲတွင်သတိထားမယ်။ကောင်းစီကောင်းလျှော်ပြည့်ရဲ့ရက်နှစ်ရက်ရှိတယ်။ဇူလ29ရက်နေ့နဲ့30ရက်နေ့တို့ဖြစ်တယ်။အဲ့ဒီနေ့ဒီမှာကောင်းစီကောင်းလျှော်ပြည့်ခြင်းနောက်သပင်းပုံသဏ္ဍာန်သွင်ပြောင်းလဲခြင်းဖြင့်ထူးခြားတဲ့ကောင်းခြင်းကံတွေကြုံမယ်။ဇာတာပတိနေ့တောက်ကြနေ့စနေနေ့မွေးစုတွေကောင်းကျိုးပေးလိမ့်မယ်။ အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိန်တော်ဆက်တည်ဖြစ်လိမ့်မယ်သုံးချောက်ကိုကနန်းနေချိုးပေးတဲ့အနီရောင်ပန်းရောင်ချက်သွေးရောင်တို့ကိုသုံးပါကောင်းကျင်ကံကြမ္မာများရစေရန်ဏီယံပန်းပွင့်ဖျားကတ်သူပူဇော်ပြီးလိုရာဆုတောင်းပါယေရှုတည်ပါ